ဘိသိက်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်နည်းနည်းလေးပြောရမယ်ဆိုရင်ကျွန်တော်ရိုးရိုးသားသားလူတယောက်အနေနဲ့ကျွန်တော်သိကျင်တဲ့ဘိသိက်ရဲ့အတိတ်ပဲကိုဘုရားသခင်ဝိညာဉ်တော်ဘုရားကျွန်တော်ကိုဖော်ပြပါဆိုတော့ဘိသိက်ဆိုတာကအချိန်တန်ရင်အသီးသီးစေသောအစွမ်းကိုပြောတာအဲ့တော့အသီးသီးကန္တအသီးသီးဘုရားသခင်ကခေါ်ထားတယ်ခေါ်နေတယ်မိမိကိုဘုရားခန့်ထားတဲ့ဘုရားသုံးတဲ့နေရာမှာအသီးသီးတဲ့အသက်တာဖြစ်ဖို့အတွက်လူအပ်တဲ့အစွမ်းကိုဘိသိက်လို့ခေါ်တာ ကျွန်တော်တယောက်မှရှိတဲ့ဘိတ်သိမ့်နဲ့တယောက်မှရှိတဲ့ဘိတ်သိမ့်နဲ့မတူဘူးသို့တော်ပေးတဲ့အရှင်ကတော့အတူတူပဲသန့်ရှင်းသောဝိညာဉ်တော်ပဲတစ်ကောစနစ်ကိုကြည့်တဲ့အခါမှာအသင်းတော်ကိုခန္ဓာနဲ့နှိုင်းထားတယ်ခန္ဓာမှာတဲ့မျက်စိရှိတယ်နားရှိတယ်လက်ရှိတယ်မျက်စိကနားကိုမလိုဘူးနားကလက်ကိုမလိုဘူးပြောလို့မရဘူးဘောလဲဆိုတော့အားလုံးကတလုံးတဝတဲ့လှုပ်ဆောင်ရင်ဖရားရဲ့ဘုံကထင်ရှားလိမ့်မယ်ဖရားရဲ့ကိုယ်ခန္ဓာကဖရားဘုံထင်ရှားတဲ့ကိုယ်ခန္ဓာဖြစ်လာလိမ့်မယ် ဒါပေမဲ့တကယ်လှုပ်ဖို့ကကြတော့ဖျားရဲ့ဘိတ်သိက်ဒီဟုသောလှုပ်နိုင်စွမ်းဆိုတာလိုတယ်